ီတန်ကို အပြင်မင်္ဂလာပါရှင်။မိုတာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။နာဆာကတက်တွေဟာကရားပြည်နယ်မိုးပြဲမြို့ကိုထိန်းချုပ်နိုင်ဖို့နေမြေရှင်းလင်းမှုတွေအရှိန်မြှင့်လုပ်ဆောင်လာခဲ့တဲ့အတွက် KNDF အဖွဲ့တွေထိခိုက်ဒဏ်ရာရမှုပုံမှန်များပြားလာလို့သိရပါရစေ။ဒေသပိုင်းထဲမှာတော့နာဆာကတက်တွေရဲ့လေကြောင်းတိုက်ခိုက်မှုဒရုန်းတိုက်ခိုက်မှုတွေကြောင့် KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဘလို့အခက်အခဲမျိုးတွေဖြစ်နေတယ်လဲဆိုတာကိုပြောပြပေးသားမှာဖြစ်ပါရစေ။ ဒီစီဇန်လေးမစတင်ခင်မှာတော့ మో တာမီဒီယာ channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါဦးရှင်။ပြည်သက်ကြီး NASA ကတက်တွေဟာ2025ခုနှစ်နှစ်စန်းပိုင်းကစတင်ပြီးတော့မိုးပြမြို့အပအဝင်ကရပြည်နယ်အတွင်းရှိမြို့တချို့မှာနံမြေရှင်းလင်းမှုတွေကိုအရှိန်မြင့်လှုပ်ဆောင်လာခဲ့ရ။ကရလည်းနယ်ကိုင်းအဖွဲ့ KNDF ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေအထူးကအကြဆုံးများနေတယ်လို့ KNDF အဖွဲ့နဲ့စံရွယ်သူရဲ့လူမှုကွန်ရက်မှာဖော်ပြတဲ့ post တွေရသိရပါဗျ။မလ22ရက်နေ့ကဖြစ်ပွားခဲ့တဲ့မိုးပြဲမြို့တိုက်ပွဲအတွင်းအမတ်၈၀၅တရင်နေပြီးတော့ PDF အဖွဲ့ရဲ့ထဏောင်းစစ်ကြောင်းတက်ခွဲတံမဒုခွဲမှုရဲဘော်ငတိအပါဝင်တက်ဖွဲ့ဝင်တော်တော်များများ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါဗျ။မြန်မာနိုင်ငံမှာ2020ခုနှစ်ကနိုင်ငံပြည်ထနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းပေါ်ပေါက်လာတဲ့လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်ပြီး 2023ခုနှစ်နိုဝင်ဘာလအတွင်းမှာပဲမိုးပြင်းမြို့ကနေရာအများစုကိုတိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။မိုးပြင်းမြို့ကိုအလုံးစုံထိန်းချုပ်နိုင်ဖို့ KNDF တပ်ဖွဲ့ဝင်တွေ KNA အဖွဲ့တွေ NUG ရဲ့လက်အောက်ခံ PDF တပ်ရင်းတွေနဲ့ URF အဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့လို့သိရပါတယ်။မိုးပြင်းမြို့ဟာရှမ်းပြည်နယ်နဲ့ကယားပြည်နယ်နယ်နိမိတ်ဖြစ်တဲ့ဘလူးချောင်းပေါ်မှာတည်ရှိပြီးတော့အကျကြကြတဲ့စီးပွားရေးကောင်းမွန်တဲ့မြို့လေဖြစ်ပြီးကယားပြည်နယ်အတွက်အထူးကဝန်ပေါင်းဖြစ်ပြီး နက်ကအင်အားစုတွေရဲ့စာနယ်ရိပ်ခါလမ်းကြောင်းအတွက်လည်းအတေးကမိခိုနေရတဲ့မြို့ဖြစ်ပါတယ်။တောင်ကြီးစီဆိုင်လွိုင်းကော်လမ်းကမဟုတ်ပေရှမ်းပြည်နယ်ပင်လောင်ဖေကုံဘက်ကနေကရင်နီကိုလာမယ်ဆိုရင်မိုးပြဲကိုမဖြစ်မနေဖျက်မှာဖြစ်တာကြောင့်မိုးပြဲဟာကရင်နီရဲ့အဝင်တကားလို့တော်လိုင်းတက်တွေကတင်စားခေါ်ကြပါတယ်။မိုးပြဲမြို့ဟာရှမ်းပြည်နယ်မြောက်ပိုင်းဖေကုံမြို့နဲ့ပြည်နယ်မြို့တော်လွိုင်းကော်မြို့အကြားမှာတည်ရှိပြီးစည်ရဲအရာအချက်ချာကြတဲ့မြို့ဖြစ်တယ်လို့ ဘိုင်ကော်မြို့ရဲ့အနောက်မြောက်ဘက်၁၀မိုင်ခန့်အကွာမှာတည်ရှိနေပါတယ်။2023ခုနှစ်အတွင်းမှာတစ်တုံညာနှစ်ကိုစစ်စင်ရေးနဲ့အပြိုင်ပေါ်လာတဲ့ KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့တလေးလုံးစစ်စင်ရေးစတင်ခဲ့ပြီးနောက်မကြမီမိုးပြဲမြို့မှာရှိတဲ့ Wari Supply ဒုံတူချံပွဲကုံတဲ့ပွဲကုံနဲ့ညောင်ဝိုင်းဆောင်ကန်စီကားနဲ့ညောင်ဝိုင်းဆက်တော်ရာတောင်ကုန်းစတဲ့နားဆက်ကထိန်းချုပ်ထိုက်နေရာတွေကို 2023ခုနှစ်နိုဝင်ဘာလအတွင်းမှာတင်ပိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ NASA ကမိုးပြင်းမြုပ်ကိုလက်လွတ်လိုက်ရပြီးနောက်တနည်းအကြောင်း2024ခုနှစ်နိုဝင်ဘာလအတွင်းမှာပဲမိုးပြင်းမြုပ်ကိုပြန်လည်ထိန်းချုပ်နိုင်အောင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရ။ KNDF ကိုဆောင်တဲ့ပူပေါင်းအဖွဲ့တွေမျှော်လင့်တော့ရလက်မကောင်းပဲဖြစ်နေကလက်ရှိချိန်မှာထိခိုက်ကြဆော့မှုတွေဖြစ်နေသလိုစေဝါရိတ်က drone အပါအဝင်တခြားလူဝဲချက်မျိုးစုံရင်ဆိုင်နေရတယ်လို့သိရပါတယ်။ NASA ကပြီးခဲ့2024ခုနှစ်စက်တင်ဘာလကစတင်ပြီးပိုးပြည်သူစေ PNO တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးရရှမ်းပြည်တောင်ပိုင်းပင်လောင်းမြို့နယ်ကစတင်ပြီးထိုးစစ်ဆင်တိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ရာရှမ်းကရအဆက်ရှိဖေကုံမြို့နယ်ကိုပြန်သိမ်းယူနိုင်ပြီးမိုးပြက်မြို့ကိုပြန်လည်ထိန်းချုပ်နိုင်အောင်မိုးပြက်မြို့အခြေ442အတွက်စစ်ကူတွေပေးပို့ခဲ့တယ်လို့ပြည်သူစစ်တွေလည်းပေးပို့ခဲ့ပြီးနယ်မြေရှင်းလင်းမှုတွေအရှိန်မြင့်လှုပ်ဆောင်လာခဲ့တယ်လို့သိရပါတယ် NASA ကစိတ်ကူတွေပို့လို့ပြီးနောက်မကြမီ2024ခုနှစ်နိုဝင်ဘာလအတွင်းမှာပဲမိုးပြင်းမြို့မှာတကြောပြန်တိုက်ပွဲတွေဖြစ်ပွားလာခဲ့ရာပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းမှာဆိုရင်လွဲပေါ်နန်းပေါ်လုံတို့အပါဝင်မိုးပြင်းဒေသပတ်ဝန်းကျင်တွေမှာ NASA ကကလင်းမြေရှင်းလင်းလုပ်ငန်းတွေလှုပ်ဆောင်ခဲ့ပြီး KNTF ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာတွေကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါဗျ။လက်ရှိချိန်မှာလေမိုးပြင်းမြို့တိုက်ပွဲတွေမှာ NASA ကရဲ့ drone တပ်ဖွဲ့တွေ မြေပြင်တပ်ဖွဲ့တွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအထိနာနေပြီးတော့ KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့ဝင်တွေကြားမှာသဘောထားကွဲလဲမှုတွေအငင်းပွားမှုတွေပုံမှုဖြစ်လာနေရလို့သိရပါတယ်။နာဆာကက2024ခုနှစ်မိုးပြေဒေသပတ်ဝန်းကျင်အတွင်းရှိ နေရာတွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ကြိုးပမ်းခြင်းအတွင်းလက်လွတ်ထားရတဲ့တပ်စခန်းတချို့ကိုပြန်လည်သိမ်းယူနိုင်ခဲ့သလိုမက်လာအတွင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာလည်း နာဆက်ကတက်တွေဟာ KNDF အဖွဲ့ထိန်းချုပ်ထားတဲ့စခန်းကုန်းတချို့ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။တိုက်ပွဲတွေအတွင်းနာဆက်ကတက်တွေဟာလေကြောင်းနဲ့တိုက်ခိုက်ခဲ့သလိုမော်ပြဲအခြေဆိုင်ခါမာယ422တက်စခန်းကနေလည်းလက်နက်ကြီးပစ်ခတ်မှုတွေအပြင်အသေးကန်ဒရုန်းတွေပါတုံးလာတဲ့အတွက် KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကြာဆုံးတရာတွေရှိလာခဲ့ပြီးနောက်လမ်းတွေကိုလည်းတာမြင်ပိတ်ပင်ခဲ့ကထိန်းချုပ်ထားတဲ့နေရာတွေကို လက်မလို့ရောက်ဖို့ရုံးကန်နေရတယ်လို့သိရပါတယ်။နာဆာကတပ်တွေရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေအချိန်မြင့်လာတဲ့တပြိုင်နက် KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာနာဆာကတပ်တွေရဲ့တိုက်ခိုက်မှုတွေကိုအချိန်ကြာကြာတောင်းခံနိုင်ဖို့အွန်လိုင်းကတဆင့်အလူခံတာတွေလည်းပုံမလုံးဆောင်လာတယ်လို့ KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေနဲ့နှိစက်သူတချို့ရဲ့ post တွေရသိရပါတယ်။ KNDF အဖွဲ့ရဲ့တည်ရင်မှုဆိုသူတဦးဟာမလ16ရက်နေ့တုန်းက မော်ပြဲတိုက်ပွဲရက်တိုင်းဖြစ်နေရဲဆိုတာအားလုံးသိပါတယ်။မရှင်တိုင်းမှာအရေးကြီးလိုအပ်နေရာကဒရုန်းတွေပါ။အခုကျွန်တော်တို့မော်ပြဲအတွက်အရေးပေါ်အနေနဲ့ထောက်ဒရုန်းတစ်စင်းအလူခံကြပါတယ်။သိန်း150လောက်ကုန်ကြမယ်။မော်ပြဲနဲ့အတူတူရှိမယ်ဆိုရယ် post ကိုရှင်းသားဖော်ပြခဲ့ပါတယ်။မလ24ရက်နေ့တုန်းကဆိုရင်လေနာဇကတက်တွေရဲ့တိုက်ခိုက်မှုတွေကြောင့် KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအထူးကအကြဆုံးများခဲ့တယ်လို့ KNDF အဖွဲ့နဲ့နေဆက်သူတွေရဲ့ post တွေကသိရပါတယ်။ လာ23ရက်နေ့တုန်းကလည်းအင်းလင်း PDF အဖွဲ့ကိုရိုင်းကလည်းငါစာကတက်တွေရဲ့ဒရုန်းနဲ့တိုက်ခိုက်မှုကို၎င်းတို့တပ်ဖွဲ့တွေအပြင်းအထန်ခံစားနေရတယ်လို့လူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့ပါတယ်။အင်းလင်း PDF အဖွဲ့ကကျွန်တော်တို့ရဲဘော်တွေရှေ့တန်းစစ်မြေပြင်မှာငါစာကအုံပြုတ်တိုက်ခိုက်တဲ့ဒုံးဘုံသီးတံကို အပြင်းထန်ခံစားနေကြရှာပါတယ်။ရန်သူဒရုန်းတွေကိုပြန်လည်ခုခံတိုက်ခိုက်ဖို့လက်နက်တွေရန်သူဒရုန်းကိုဖျက်ဆီးပစ်ဖို့ ဆက်ကြံပါရီကျွန်တော်တို့စီမှာမရှိပါဘူးပြည်ရင်လွှာရင်ကျင်းတဲ့ခူအောင်ရင်းနဲ့ပဲကိုယ့်အသက်ကိုကာကွယ်နေကြရပါတယ်ဆိုပြီးတော့လူမှုကွန်ရက်မှာဝန်ခံပြောဆိုထားပါတယ်မိုးပြဲမြို့အပါဝင်ကြားပြည်နယ်မှာနာဆကတပ်တွေကလေကြောင်းတိုက်ခိုက်မှုတွေဒုံးတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးပြေခတ်မှုတွေပုံမလုံးဆောင်ခဲ့ပြီးနောက် KNTF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာတပ်စခန်းတွေကိုပြန်လည်ဆုတ်ခွာခဲ့ရပြီးတပ်ဘက်ဝင်တွေကြားမှာလည်းစိတ်ပြဲအားရမှုတွေဖြစ်နေတယ်လို့သိရပါတယ် KNDF အမှတ်3တရင်ကတာဝန်ရှိသူတအုပ်ကလည်းဖြစ်ပွားလျက်ရှိနေတဲ့တိုက်ပွဲနဲ့ပတ်သက်ပြီးတော့တကယ်လဲအတော်ပင်ပန်းနေပါပြီ။စိတ်ကောလူကောအရန်ကိုပင်ပန်းနေပြီးတကယ်ကိုကြီးမားလို့နဲ့ပေးဆက်မှုတွေရင်းတွေလဲကွဲရတဲ့နေ့ရက်တွေပါလား။ဒီအချိန်မှာအနားမှာဘသူမှလည်းရှိမနေကြဘူး။ပင်ပန်းနေပြီလား။ဘာတွေလိုအပ်နေလဲ။ဘသူမှလည်းလာမပေးကြဘူး။လာနဲ့ချီပြီးအန်ကျိခံနေရတယ်။ငါတို့လူငယ်တွေအလောက်လုံးနေတာတောင်အနောက်မှာနေပြီးဖြစ်ပြက်နေတဲ့အုပ်စုတွေကလည်းရှိသေးတယ်။ အခုမိုးပြင်းမှာယာနေချီရဲ့အင်အားနဲ့လာကူကြလေစိတ်တက်ကြကြရီမဖန်တီးကြပါနဲ့ဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့ပါတယ်။နာဆာကတက်တွေရဲ့နံမြေရှင်းလင်းမှုအချိန်မြင့်လာခြင်းနဲ့အတူလေကြောင်းတိုက်ခိုက်မှုတွေပုံမှုကောင်းမွန်လာမှုတွေကြောင့်တခြားတစ်ဖက်မှာတော့ KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့ဝင်တွေကြောင့်သဘောထားကွဲလဲမှုတွေပုံမှုဖြစ်လာနေတယ်လို့တတိပေးမှုတွေပုံမှုလုံးဆောင်နေရလို့ KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့ဝင်တွေနဲ့နှိစက်သူတွေက လက်မွတ်ကိုရံမှာတင်ထားတဲ့ post တွေရသိရပါတယ်။ NASA ကတက်တွေဟာ KNTF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့စုဖက်နေရာတွေကိုတိတိကျကျနဲ့လေကြောင်းတိုက်ခိုက်လာနိုင်တာကြောင့် KNTF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအရင်ထက်စိုးရိမ်မှုတွေမြင့်တက်နေပြီးလက်မွတ်ကိုရံတွေမှာလည်းအပြန်အလှန်သတိပေးကြပြီးပုံမိုလှုံ့ဆော်လာနေတယ်လို့သိရပါတယ်။ကြရပြည်နယ်မှာတိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက် KNDF ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအပေါ်ကိုကြီးထောက်ပံ့မှုတွေရှိခဲ့ပြီးမြေ လက်ရှိချိန်မှာတော့ကွန်ကြီးထောက်ပံ့မှုပိုင်းကားမှုမှုမရှိတဲ့အတွက် drone လိုအပ်ချက်၊ဂျမားလိုအပ်ချက်၊စေဝါလောင်စာလိုအပ်ချက်တွေပုံမှန်ဖြစ်လာခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအချိန်ကြာလာနေအမျှ KNDF ဦးဆောင်နေပူပေါင်းအဖွဲ့တွေဟာလက်နက်ခဲယံ drone နဲ့တခြားလိုအပ်ချက်တွေကိုလုံလောက်အောင်ဖြစ်တင်းနိုင်ခြင်းမရှိဘူးဆိုရင် NASA ကတက်တွေရဲ့တုံးပြန်တိုက်ခိုက်မှုတွေကိုရေရှည်မှတောင်းခံနိုင်စွမ်းရှိမှာမဟုတ်ပေ။မိုးပြဲမြို့ကို NASA ကတက်တွေ ပြန်လည်ထိန်းချုပ်နိုင်မယ့်အလားအလာကောင်းတွေရှိနေတယ်လို့သုံးသပ်မှုတွေရှိနေပါရဲ့ရှင်